ရမှာဖြစ်ပါတယ်အဲ့တော့မန္တလေးနန်းတွင် အုတ်ရိုးပြိုကျသွားတာကိုဒီလူစုလူဝေးကြီးတယ်နော်စစ်တပ်နဲ့ရဲနဲ့လူတင်အားအများကြီးတုံးပြီးတော့မှဟောဒီအုတ်တလုံးချင်းစီကိုကောက်တယ်ပြီးတော့မှအဲ့ဒီကကျလာတဲ့ဒီတဲမုံနေပေါ့နော်တဲမုံနေညီကြီးအမုံတွေကစဟိုဒီတပြက်စီးကိုတစ်ချက်ချင်းစီတေချာလှဲပြီးတော့မှတကြန္တနာလုပ်နေတာဘာကြောင့်လုပ်တယ်လို့ထင်လဲကျွန်တော်သိတယ်အဲ့ဒီကိစ္စတွေအကုန်လုံးကျွန်တော်သိတယ်ပြောပြမယ်အဲ့တော့ဟောအင်္ဂလိပ်ကဒီ အောက်မြန်မာပြည်ကိုနှစ်ပေါင်း150ကျော်ကြာတိန်းနာပြီးတော့ပြီနော်အဲ့တော့တီဘောမင်းရဲ့အဖေပေါ့ဗျာနော်တီဘောမင်းရဲ့အဖေကအောက်မြန်မာတနိုင်ငံအောက်မြန်မာပြည်တပိုင်းအတင်းခံထားရတော့မှမယားပေါင်း150ယူပြီးတော့မှတာယာနေတယ်အဲ့ဒါပြီးအဲ့ဒါအဲ့ဒါပြီးတော့တီဘောမင်းကနန်းဆက်ခံတာပေါ့ဗျာနန်းဆက်ခံတဲ့အချိန်မှာလည်းအင်္ဂလိပ်ကိုမနိုင်မန်းတိလျက်နဲ့သူ့နန်းတွင်ထဲမှာရှိတဲ့သူ့စစ်တီအင်အားတွေပြည်သူလူထုတွေဒုက္ခရောက်အောင် ပြည်သူလူထုပါအကောလုံးဒီစစ်သည်ဆွဲခေါ်ပြီးတော့မှတေခိုင်းပြီးတော့မှအင်္ဂလိပ်ကိုစစ်တိုက်ခိုင်းတယ်စစ်တိုက်ခိုင်းတော့မနိုင်မှန်းတိသွားပြီးတဲ့အချိန်မှာအဲ့ဒီနန်းတွင်းမှာရှိတဲ့ဒီတီဘောမင်းရဲ့အမျိုးအနွယ်တွေမရဆဲဝမ်းကွဲတွေဘာတွေအကုန်ပေါ့ဗျာပြေးရတော့မှကိုတိတယ်စစ်ရှုံးတော့မယ်ဆိုတာကိုတိတော့သူတို့ရဲ့တံပိုးရှိရှိတဲ့ဒီစိန်လေးရွှေလေးကြောက်တံပဒံများတွေသူတို့ခိုးထားသမျှဟာတွေအကုန်လုံးကိုအဲ့ဒီသူတို့ဒီနန်းတွင်းထဲကနီးစက်ရနေရာတွေမှာအကုန်လုံးလိုက်ပြီးတော့ဖွက်ချတယ်ဖွက်တယ် အဲ့ဒါကိုဒီစစ်တပ်ကရောဒီရှစ်ခေတမိုင်းသူတေသနာတွေကအကုန်လုံးတိထားတယ်မန္တလေးနန်းတွင်တဲမှာတကယ်တန်ဖိုးရှိတဲ့ပြည့်စည်တွေနေရအနှက်မှာပြန့်ကျဲနေတယ်ဆိုတော့စစ်တပ်ကတိထားတယ်အဲ့ဒီအတွက်ကြောင့်စစ်တပ်ကအခုလီမုံအဒီငလင်းတန်ကြောင့်မန္တလေးနန်းတွင်အုပ်ယိုးတွေပြိုကျသွားတာကိုတန်ဖိုးရှိပြည့်စည်တွေများထွက်လာမလားဆိုပြီးတော့မှဥပမာပယ်ဆယ်ရေးတွေဘာဒီဘာမှမလုပ်ဘဲနဲ့စစ်တပ်ကပြည်သူလူထုကိုတတ်တာနဲ့ပြည်သူပိုင်ပြည့်စည်ကိုခိုးတာကလွဲရင်ဘာမှမလုပ်တတ်တဲ့အတန်းဖက်စစ်တပ်ရဲ့ခြံစောက်ခွေးတွေအကုန်လုံးက အတားမန္တလေးနန်းတွင်ထဲကတံပိုးရှိတဲ့စိန်ရွှေယတနာကြောက်တံပဒံများတွေထွက်လာမလားဆိုပြီးတော့မှတွားရှာတာเนาะအဲ့တော့ကျွန်တော်တကယ်တမိုင်းစစ်စစ်တွေကျွန်တော်ဖတ်ဖူးတယ်เนาะဒီအင်္ဂလိပ်တွေရေးထားတဲ့တမိုင်းစစ်စစ်တွေကျွန်တော်ဖတ်ဖူးတယ်တီဘောမင်းကဒီမန္တလေးနန်းတွင်မရောက်ခင်45မိုင်အကွာမှာလက်နက်ချအညံ့ခံစစ်တီငိမ့်လိုက်တယ်အစကတည်းကမနိုင်နှမ်းတိလျက်နဲ့เนาะသူ့အဖေလက်ထက်ကတည်းကအောက်မြန်မာပြည်ကိုတပိုင်းတင်ထားတယ်နှစ်ပေါင်း100ကျော်တင်ထားတယ် အဲ့ဒါကိုသူ့အဖေကမရပေါင်း150ကျော်ယူပြီးတော့ကောင်းကောင်းစံစားနေသေးတယ်ကို့မြန်မာနိုင်ငံတပိုင်းပါသွားတာဟုတ်တော့မှအပြုံးမပြတ်ဘူးမရ150တောင်းနဲ့စံစားနေသေးတယ်အခုတီဘောလက်ထက်လည်းရောက်ရောနော်မနိုင်မသိလျက်နဲ့စောက်ကြွားထူပြီးတော့မှဇွတ်တိုက်တယ်အခုလက်ရှိမင်းအွန်လိုင်းလို့ပေါ့ဗျာမနိုင်မသိလျက်နဲ့ သူ့အောက်မှာရှိသမျှသူ့အတွက်ပေးပေးနေတဲ့သူ့ရဲ့ခြံစောက်ခွေးတွေကိုအကုန်ပေးခိုင်းပြီးတော့မှနောက်ဆုံးပြေးလို့မရတဲ့အဆုံး तू ကလက်နဲ့ချမယ်ဒါမှမဟုတ်ထွက်ပြေးမယ်ပေါ့ဗျာနော်ဒီဘောမင်းခစ်တုံကတော့ထွက်ပြေးစရာလေရင်တွေချက်တိုက်လေရင်တွေမရှိသေးတော့ထွက်ပြေးလို့မရတော့ဒီဘောမင်းကလက်နဲ့ချအဖမ်းခံရတာပေါ့ဗျာအခုမင်းအောင်လိုင်ကတော့ तू မနိုင်တော့ဘူးဆိုတာကိုသိရင် तू ကတော့ထွက်ပြေးမှာပေါ့ဗျာအဲ့တော့မင်းအောင်လိုင်ခြံစောက်ခွေးတွေကတေးကြပေါ့အဲ့အဲ့တော့ဒီနေ့ဗီဒီယိုရဲ့အဓိကပြောချင်တာကနော်တိုင်းပြည်မှာအရေးပေါ်အခြေအနေဖြစ်နေတဲ့အချိန်မှာစစ်တပ်က ခြံစောက်တွေကပြည်သူလူထုကိုကူညီရမယ့်အလုပ်တွေမလုပ်ဘဲနဲ့အဲ့ဒီမန္တလေးနန်းကွင်းထဲကအုတ်ရိုးကိုညူတပုံကအစအုတ်တလုံးကအစဘာကြောက်ရှာလဲဆိုရင်တန်ဖိုးရှိယတနာပြည့်စည်တွေများထွက်လာမလားဆိုပြီးရှာနေတာပါခင်ဗျာဒါပါပဲအားလုံး